ါရှင်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာလင်းတော်ဝေမြင့်ချင်တာရေးထားတယ်အပွင့်ခိုးလက်ဆိုတဲ့ဝတ္ထုကြိုးလေးပဲဖြစ်ပါတယ်အပွင့်ခိုးလက် င်ရန်သွားသောလေပြည်အီးများကစိမ့်စိမ့်ကလေးကြည်စေဆော့ကစားသွားကြသည်။လာရောက်အဖြူရော့ရော့ကြတွင်နှင်းမုံများက တုံခါဝေ့ရိုင်းကြနေ၏။နီယိုမီအောင်ပြပြနှင့်ကြည်အီးလှပနေသည့်ပတ်ဝန်းကျင်သည်ကျွန်တော်အတွက်သစိမ့်ဆန်နေသည်။လမ်းမပေါ်တွင် အလင်းဝိုးရီထွေပြားနေတော်လဲအနှွေးအိမ်ကြီးဝစ်ဆင်ထားကြသည့်လူများအစုံအစံလူးလာတွားနေကြစေဖြစ်သည်။လက်ဖက်ရည်ဆိုင်ထဲမှာ ခပ်ပုပ်ပုထိုင်ကုန်လေးမှာထိုင်ရင် ကျွန်တော်စိတ်များသည်ခြိုင်ဝင်ကြုံယုံနေသည်သူမလာတော့ဘူးထင်တယ်ကွာမင်းတန့်ဤစကားကျွန်တော်ပြန်မဖြေချင်ပါခမန့်ချက်ကိုမကြဟန်ဆောင်ရင် အကြည့်များကိုစပွဲပေါ်တို့တင်ထားမိသည်အိတ်ဆက်ပစ်ခဲနေပြီဖြစ်တော့တဝက်ကြံလက်ဖက်ရည်ခွက်လေးပေးတွင်ရင်ကောင်တကောင်ကနားလိုက်ထပြန်လိုက် လုံနေ၏စီကရက်ခွက်ထဲတွင် တဖွာကန့်သာတောက်ပြီးထိုးချေထားမိသော secret မှမိခိုးငွေပြပြများကလဲ့ဝေးပြီးအရရက်သို့ဆန့်ကားလွင့်တက်နေကြသည် ပုံတရံအမျိုးမျိုး ကကြိုးအထွေထွေနှင့်ကျွန်တော်သူမနှင့်ချင်းဆိုထားသည်မှာ5မိနစ်တိတိကြော်လွန်သွားပြီဖြစ်၏5မိနစ်ကြော်သွားသည့်အဖြစ်သည် ကျွန်တော်စိတ်တွင်ကဘာတစ်တစ်ခု ပြန်လဲတည်ဆောက်နေရသလိုခံစားနေရသည် ။စောင့်မျှော်ရသည့်သူများအတွေ့အချင်းဆိုသည်မှာကုံဆုံးခဲ့လာသည်။ကဘာဦးကြောက်ခင်လူသားတွေမိကိုမျှော်ခဲ့ရခြင်းခံစားမှုမျိုး နားလည်လာမိသည်။ကျွန်တော်သူမမလာဖြစ်ပါစေနဲ့ဟုကြိတ်ပြီးဆုတောင်းမပြီးခင်မှာပဲမင်းတန့်စီမှစကားတန်းထွက်လာသည်။လင်းဝေခေါမအမွန်လာပြီကျွန်တော်ဤအလဲလဲအပြူပြူရီဝေတိတ်ဆိတ်မှုသည် လွင့်ခတ်သွားသည်ဆန်ရွှေရှိများဝေးဝေဝဲဝဲနှင့် အမောဆိုင်ထဲဝင်လာသည်အခါခါငေးမောဖို့ခဲ့သည့်သူမပါလေသည်ဘာမျှလိမ့်ချေထားခြင်းမရှိအေးဒန်ကြောင့်ဝင်းမွန်နေသောတွေ့ကြောစိမ့်လင်းများကိုပင်မတွေ့နိုင်လောက်အောင်အို့အို့လေးနေနေသည်သူမဝတ်ဆင်ထားသောအဖြူရောင်သုံးမွေးဆွဲတာလေးကသူမနှင့်တင့်တယ်လွန်လာသည်ကိုစောင့်နေရတာခွင့်လွန်နော်တို့ဆိုင်မှာအလုပ်တွေမပြီးသေးလို့ကြာသွားတာပါမင်းတန်ယူပေးသောထိုင်ကုန်လေးတွင်ထိုင်ရင်အမုန်းကပြောသည် လင်းဝင်နေမောငါဒီနေရာကပဲစောင့်နေရမလားမစောင့်နေတော့မင်းသက်ငါပဲအမုန်းကိုလိုက်ပို့လိုက်တော့မယ်ဒါဆိုလဲပြီးတာပဲကွာငါတော့နေတော့မယ်ကျွန်တော်ဆိုင်လုံသားလေးကိုခေါ်ပြီးကြတင်ငွေရှင်းကထွက်လာခဲ့သည်အမုန်းကနောက်မှကတ်လိုက်လာခဲ့သည်မင်းတန်ကကျွန်တော်တို့နှစ်ယောက်ကိုနှုတ်ဆက်ပြီးလန်ခွဲထွက်ခွာသွားသည်တချင်းတန်အုပ်အုပ်ကလေးနဲ့ပြဝတ်သောစကားတန်တို့ကဆိုင်ထဲတွင်ကြံရစ်ခဲ့သည်လမ်းပေါ်တွင်အတော်အလာပါလန်နေသည် အမုံကအနောက်မှလိုက်လာနေရမှဘေးကျင်းရှင်လာသည်။သူမစီမကိုသိန်းနှံတွတ်တွယ်လေးကိုတင်းမြစွာအယုံတိကရလိုက်၏။သူမ၏စိတ်များလည်းလှုပ်ရှားနေလိုလားမသိ။စကားတန်တခုံးမြထွက်ကြမလား။ခက်ကြံကြံတိုက်ခတ်လာသောဆောင်းလီကြမ်းကြောင့်သူမဆန်တွင်များခုံပေါက်နေကြ၏။ကျွန်တော်လည်းတင်းကျပ်နေသောစိတ်အယုံကြောင့်စကားမဆိုနိုင်။တစ်ဆုတ်ကြေကွဲနေမိသည်။ နှစ်ယောက်သာမြေကံဘက်သို့တက်တော်လမ်းလေးအတိုင်းတက်လာမိသည်စိတ်အေးသော မြစ်ဖြတ်လေးများကအယိုးထီအောင်နှုတ်ဆက်ကြ၏လမ်းမီးမုံဖွဲဖွဲများနှင့်လမင်းပြူတို့ကပတ်ဝန်းကျင်တွင်အပြိုင်နေကြသည်အလင်းများအပြိုင်နေကြတော့လဲတိတ်သေးနေသည့်နှင်းမုံမျိုးဖွဲများကြောင့်ဝေးဝေးကို ပြက်ပြက်ထင်ထင်မတွေ့ရအမွန်ကျွန်တော်ကစိတ်ငြိမ်နေသည့်နှစ်ယောက်သားအထအတူကိုဖောက်ခွဲပြီးခေါ်လိုက်၏ သူမမျက်နာလေးကျွန်တော်ပဲလှည့်လာသည် သူမရောကျွန်တော်ပါခြေလက်များရက်တန်သွားသည်ဘဲနဲ့ဖရာဤတကိုးတော်များစီမျောလာသည်လည်းမသိပါလာရောက်ဆွဆူနေသောသူမမျက်နာလေးသည် ရှင်းတန့်ဖွေးဥနေ၏လှုပ်ရှားလာသောတရိပ်ရိပ်မြင်နေသည့်ယင်ဆောင်ကိုထိန်ကမိကွန်းတစ်ခုမေးလိုက်မိသည်အမွန်တေချာဆုံးဖြတ်ပြီးပြီလားအပြစ်စီရင်ချက်ကိုစောင့်နေသောတရခန်တအူးလိုခန်းစားချက်များကြောင့် ကျွန်တော်လေတန်းသည်မှိန်ဖြော့နေမိထင်ပါသည်။သူမက ကျွန်တော်လက်မောင်းကို လာဆုပ်ကန်ရင်းအမုံကိုကိုပြောပြချင်တာတွေအများကြီးရှိပါတယ်။ဒါပေမဲ့အမုံပြောမထွက်ဘူး။ကျွန်တော်သူမပခုံးလေးကိုဖက်ရင်းဘာမှမပြောဘဲနဲ့ခြေလန်းတွေ စားမိသည်။သူမခေါင်းလေးကကျွန်တော်ပခုံးပေါ်မိလာသည်။တရစ်တရစ်နဲ့ဆင်းလာတော့အမောင်သည်ကိုသည်နဲ့နဲ့လူပေက အလင်းတူဂျာ၌ခပ်ပါပါပိတ်လို့ရှိသည်ချစ်သူနှစ်ယောက်နှင်းခလာရောက်ကြတွင်တယောက်ကိုတယောက်ဖက်တွေ့ရင်းလမ်းလျှောက်ရသောကြည်နူမှုကအညဉ့်ညီအရှက်ရှက်ပျော့ပျော့လွင်လွင်လေးဆွပြန့်ပွဲရပင်ဖြစ်၏ကျွန်တော်ရင်ထဲတွင်ခလုတ်တက်ပြီးအပြင်းမထွက်လာနိုင်သည့်ကြည်နူမှုဆိုတာရှိုက်တန်တွင်နှင့်အကြီးတန်လှပါတဲ့ချစ်သူရဲ့စကားများတွင်ပင့်သက်ဖော့ဖော့ခိုးချမိသည် အမွန်ဆုံးဖြတ်ချက်ကို ကိုသိမှာပါ အမွန်တေလို့ဆုံးဖြတ်တာကိုကို့မိဘတွေကသိရင်ဝမ်းသာမှာပဲနော်ချစ်သူနှယောက်နှင်းကြီးမှုံလဲ့ကြတွင်လာရောက်ဆွရွှဲနေသောလမ်းလေးပေါ်အတူတူနေရခြင်းမှာကြည်နူးစရာဖြစ်၏သို့တော်ကြည်နူးမှုများကအစွန်တစ်ဖက်စီကိုနှစ်ဦးသားနှင်းထားမိတယ်တလို့လို့ဖြစ်နေသည်ကျွန်တော်မိဘနှစ်ပါးသည်ရှေယိုးဆန်သည်ဟုပြောလင်ရနိုင်သည့်သူများဖြစ်ပါသည် အမုံးကိုကျွန်တော်နဲ့လုံးဝသဘောမတူကြောင်းအတိအလင်းပြော၏။နှအိုးသားဤချစ်ချင်းကိုလည်းတမုံတဆင်းမြနားလည်မှုမပေးနိုင်ပါ။ချီနောင်ထားသောတန်ရုံးစဉ်ကျိုးကိုပြေလျော့ခွေကြစေရန်မဖြစ်မနေခွဲကြသည်။မိပါဆိုသည်မှာတာသမီးကိုဆင်စီလို့မြင့်ရန်စီခြင်းဒီမှာတဘာဝပါ။မိဘ၏တာသမီးအပေါ်ထားရှိသောမြေတား၏အစိပ်ပိုင်းတစ်ခုသာဖြစ်ပါသည်ထို့အတွင်ဖိဖိနှင့်မိမိကိုကျွန်တော်ကျေးဇူးတင်ပါသည် ဖေဖေနဲ့မေမေတို့၏စိတ်တွင်စားတောက်ဆိုင်တစ်ခုမှညနေနဲ့မှပြန်ရသည့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းခွင်ဝင်ရသည့်မိမတယောက်ကိုအထွန့်တက်မျက်လုံးများနှင့်သာတွေ့ကဘယ်လိုမှ နားလည်လက်ခံနိုင်ခြင်းမရှိပါဆန်းလေဆန်းထားတိတ်မရှိသောတိတ်မယိုးဆန်းလာသည့်ဝိထုတွေကအဖြစ်မျိုးနှင့်တက်ပြင်းဖြိုင်ဖြိုင်ခြားရသည် အမွန်ကဲ့သို့စားတောက်ဆိုင်တွင် ကောင်တာထိုင်ငွေသိမ်းရသည့်အလုပ်လုပ်သူများတွင် ပျက်စီးနေသောမိမတို့ရှိကောင်းရှိနိုင်သည်ကိုကျွန်တော်လက်ခံပါသည်။ညအပန်းပြေစားတော့ဆိုင်ဆိုပေမဲ့စိတ်ဓာတ်ခိုင်မှန့်ပြီးစာရိတ်တအထားသို့မပြတ်အောင်နေထိုင်သောမိမသားများလည်းများစွာရှိပါ၏။ဘယ်လို့မှနားလည်အောင်တိဆောက်ပြရမရသော အဖေတို့ဤတစ်ဖက်သက်အမြင်အောက်တွင်ကျွန်တော်မိဘမြတ်တာတရားဝေခွဲရင်းအပြုံးများရင်ဆိုခဲ့ရသည်။ နားလဲအောင်တိဆောက်ပြရည်မရသောအဖေတို့ဤတစ်ဖက်သက်အမြင်အောက်တွင်ကျန်တော်မိဘအမြတ်တာတယောက်ကို ဝေခွဲရင်းအပြုံးများရင်ဆိုခဲ့ရသည်ကိုဘယ်လိုပြောရမလဲကွယ်ကိုပြောချင်တာအမွန်နားလဲပေးပါကွာအမွန်နားလဲပါတယ်ဒါကြောင့်လဲကိုကိုလမ်းခွဲကြဖို့ပြောတာပါဘေးရောက်မယ်မှမသိရတဲ့လမ်းကို အစင်မပြေစွာရှောက်ရမယ်သိရနေအမောလက်တွဲရှောက်ခဲ့တာပဲလေကို့မိဘတွေစီက လက်ထပ်ဖို့သဘောတူတယ်ဆိုတဲ့အဆင့်လောက်နားလည်မှုရခဲ့မယ်တောင်မထင်ခဲ့ဘူးလက်ထပ်ဖို့သဘောတူတယ်ဆိုတော့အမွန်လေးပျော်လိုက်ရတာအဲ့ဒီအပျော်လေးကပဲသူမစကားဆက်မဆိုတော့ကျွန်တော်လည်းဆက်လက်နားထောင်နိုင်စွာမရှိတော့အလွမ်းနွမ်းနွမ်းဖြော့ဖြော့နဲ့သူမကိုတင်းကျပ်စွာ ထွေးပွေ့ထားမိသည် ကောင်းငင်မှာကျယ်ရီဆုံးသလောက်ကျယ်ကျွေရီလည်းပုတ်တိုက်လောင်ကျွမ်းမှုများစွာနဲ့တင်းကျပ် အမုန်းတို့ကန်လျောက်ပေါ့ကိုရဲ့လာမင်းကြီးတောင်တယောက်တည်းနေတဲ့လို့တဘာဝတရားကြီးကတယောက်တည်းဖန်တီးပေးထားတာပဲထန်ကုံအောင်ချစ်ကြတော့ကျွန်တော်တို့နှစ်ယောက်ကိုဖေဖေနဲ့မေမေတို့ကတားမရသည့်အဆုံးလိုက်ရောက်ခဲ့ဤလက်ထံရန်မချစ်မရဲသဘောတူခဲ့သည်ကျွန်တော်မှယောက်ျားလေးဘက်ကဆန်ချန်းကပို့စည်းနေသည့်အတွက်ကောင်းချင်းဖြစ်ပြီးမစီရတော့သူမတို့မိသားစုကို အားနာခဲ့ရသည်သို့တော့အမုန်းတို့မိသားစုကသဘောထားကြီးမှခဲ့ဤ ဖေဖေနဲ့မေမေတို့ကလက်ထက်ရန်သဘောတူသည်ဆိုတော့လဲကျွန်တော်တို့နှစ်ဦးသားကိုလက်မထက်ခင်ဆေးစစ်ခိုင်းပါသည်လက်မထက်ခင်ယောက်ျားလေးရောမိန်းကလေးပါဆေးစစ်ခိုင်းတာဖေဖေတို့ဘက်ကအတင်းကြံဆေးခိုင်းခြင်းကမလွန်ပါတင်မြန်လှစွာသောအကြံစီပင်ဖြစ်သည်ဖေဖေတို့အနေနဲ့လဲစိတ်ရှင်းသွားမိဖြစ်သည်သောသောကျွန်တော်ကောင်းငင်သည် အထက်ထပ်ပြိုကျအက်ွယ်ခဲ့ရသည် ရွှေစုထားသောပန်းကင်းတခင်ဆက်ကြဝလာအနံတစစီကျုပ်ပြက်လွင့်စင်သွားခဲ့သည်မမျော်လင့်သောကံကြမ္မာမှုံဝင်လက်ကျန်းတို့ကအကြောင်းနှင့်အကျိုးနှင့်တိုက်ချခဲ့ကြပြီတခါတလေအတိညာနှင့်ပိုင်းဖြတ်မိသောဆုံးဖြတ်ချက်အတိုင်းနှလုံးသားကလှုပ်ဆောင်ရသည်မှာရှင်နှင့်ပွဲကောင်းလွန်သည်ကျွန်တော်တွေ့ဝေတတ်သောသူမဟုတ်ဟု ကိုကိုကို ထင်ထားခဲ့မှုများသည်မှားခဲ့၏တွေ့ဝေနေမိခဲ့သည် ကိုတွေ့တာမှဖြစ်လာမည့်ရင်သွေးများ လူပေါင်းများစွာ ကျွန်တော်အဖြေရှာခဲ့မိ၏အမောနှင့်လက်ထံ၍ဘဝတစုံတည်ဆောက်ရန်နှလုံးသားကတင်းလိုက်အတိညာဏ်ကတင်းလိုက်နှင့်ပြတ်တောက်ခဲ့ရသောခံစားမှုထုံဝင်ဝေတို့ကြမှထွက်လာသည့်လက်ခံယူနေမိသည့်အဖြေကြားတွင် ကျွန်တော်လောင်ပိတ်မွန်တက်ခဲ့သည် အမုံးဤဆုံးဖြတ်ချက်ကိုလက်ခံရန်နှလုံးသားထဲအသည့်စိတ်တည်ရှိ ခွဲခြားသောအုံနာကို ပိုအလေးတာမိခဲ့တာ ကျွန်တော်မှန်သလားမှားသလားမဝေခွဲခြင်းတော့ပါမဝေခွဲတတ်တော့ပါကိုတေချာစဉ်းစားနော်ချစ်တာတခုတည်းနဲ့မဆုံးဖြတ်နဲ့နော်ကိုပြောနေကြကိုရင်က ဖြစ်လာမယ့်အိမ်တော်တခုမှာပွားစီလာမယ့်သားသမီးတွေနောင်ရဲ့အရေးကြီးတယ်ဆိုတာအမုန်းတို့အခြေအနေတွေကဆန့်လွဲနေခဲ့ပြီကျွန်တော်တို့နှစ်ယောက်သားထိုင်နေကြမြေကန်ဘေးနေရာလေးရောက်တော့သူမကထိုင်ဖို့ပြောလာ၍ထိုင်မိကြသည် ထိုနေရာလေးသည်မြို့လူငယ်တို့မှရှုကင်းသာဟုအမည်ပေးထားသည့်မြကန်းတာယိုးပေါင်းပေါ်မှလမ်းကလေးအတော်ကို ရှုမြော်ခင်ကောင်းသည့်နေရာဖြစ်သည်တစိမ့်စိမ့်စီစစ်နေသော မြင့်မင်းအေယာဝရီအင်ခိုင်ပွန်းတောင်တန်းပြပြဗလမင်းတင်တတာတရုတ်တောင်မိုင်းနာတောင်မြင့်လေကျုံပေါ်မှ ရှာခင်စိမ့်စိမ့်များကို တွေ့မြင်ရသည့်နေရာဖြစ်သည်သို့သောညကဆင်းသားဤစိုးမီမို့လူသူအတော်လေးကို ရှင်းနေ၏ အမုန်းကိုတိတ်ချစ်ခဲ့တာအမုန်းသိပါရဲ့နော်တယောက်လည်းတယောက်အမြဲမြဲဆုပ်တွဲပြီးဖြစ်သည်မကိုရင်ဆိုင်မှုဆုံးဖြတ်ခဲ့ပြီးမှအခုကိုယ့်လက်တွေတွတ်မိတာကိုမှန်ပါတယ်ကိုသားသမီးတွေကိုမမိတ်ဖွားခင်ကလေးကကြိုတင်တွေးတော့ပူပန်ပြီးချစ်တတ်တဲ့ကိုစိတ်ဓာတ်ကိုအမုန်းလေးစားပါတယ်အမုန်းကိုကိုဆန္ဒတွေအလုံးပြပြခဲ့တယ်နော်ကိုလေးကိုရင်သွေးလေးကိုအကောင်းဆုံးတီထောင်ပြုစုပေးခြင်းနဲ့ဆန္ဒကိုကအမုန်းပေါ်မှာအတကြီးလွန်ရာရောက်သွားသလား ဖြစ်လာမဲ့အကြောင်းကိစ္စတွေကိုတာသမီရင်သွေးတွေအတွက်ဦးစားပေးဆုံးဖြတ်ချက်ကအမောင်းကိုတကယ်ပဲမချစ်တယ်လို့ဖြစ်နေပြီကိုကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ကို နားလည်ပေးနိုင်ပါတယ်သူမကဆက်စကားမဆိုနိုင်ရှာတော့ကျွန်တော်ရင်ခွင်ထဲတွင်မိခိုးပြီးအဝေးသို့ငင်းနေရှာ၏လမြင်ရောင်တန်းများကြဆင်းနေတော့လေထူထပ်သောမြို့တို့နှင်းမုံများကြောင့်အဝေးမှတောင်တန်းတို့ကိုမမြင်ရပါ မြင်ရလောက်သည့်ပတ်ဝန်းကျင်ကြေလက်နေရင်လဲမျက်ဝန်းတွင်တီဝိတ်ဝဲခုန်နေသောမျက်ရည်စားတို့ကြောင့်မြင်ရမည်မထင်ပါနှင်းမုံဖွဲဖွဲ တရိပ်ရိပ်ကျနေသည့်မြပြင်းချီသည်ကျွန်တော်တို့နှစ်ဦးသားအတွက်ဝန်းနေကြေကွဲနေရှာသည်ထင်စိတ်ငြိမ်နေ၏ကံစံမှလာရောက်ကြောင်းလက်ဖြာထနေသောရေလိုင်းတို့ပင်တုံမုံနေသည်ရောင်ရောင်ကျဲစင်စုစုတို့ကလည်းမှုံရီမလက်ပြနိုင်ကြလေတိုးတန်တဲ့တဲ့ကြောင့်လှုပ်ခတ်ရိမ့်နေသည့် တက်ကယ်ရွေးရှိဖဖါရိုကခဖဖါတုတ်စိတ်တန်များသည်လွမ်းဝယ်တေစာကို꽌ရာတီဆိုတကယ်သို့ခန်းစားရမည်သည်အမမအေးသေးဘူးလားကွာ ကို့ရင်ထဲမှာအမွန်ဘယ်တော့အေးအေးနှွေးပါတယ်အမွန်ကို့ကိုနောက်ဆုံးအနေနဲ့ဖတ်ထားပါရစေနောက်ဆုံးလို့မတော်မနေလားအမွန်ရဲ့ကိုရဲ့အမွန်တို့တရားတွေပို့ပြီးမရင်မဲ့ခင်ဖြတ်လိုက်ကြစို့နော်အမွန်တို့နှစ်ယောက်စိုက်ပျိုးပြီးတခြားအเจ้าရာတွေကရှိသိမ့်ကြတော့မယ်လူတိုင်းအတွက်ထိုးတဲ့ခေါင်းလောင်းတန်းနဲ့သူမစီမှာဘယ်လိုတရားတွေနဲ့လာမြည်လိုက်လေတလဲ HIV ဆိုသောရောဂါပိုးသည့် အမုန်းစီကိုဘယ်လိုအတွင်တန်းဆင်ရင်ပြီးဘယ်လိုဝင်ခဲ့ရက်လေးတလဲကျွန်တော်သူမအီစောင့်ထိန်တော့အကျင့်တေလာမိမ့်မပြိုတယောက်ဤစောင့်ထိန်မှုကိုယုံကြည်ပါ၏သို့တော့ကျွန်တော်တယောက်တည်းယုံကြည်မှုနဲ့ပဝင်းကြီးအမြင်သဘောထားကို ခြေဖြတ်နိုင်မည်မဟုတ်ပါခြေဖြတ်လို့ရလင် ခြေဖြတ်လိုက်ချင်ပါပြီအမွန်းရဲ့ချစ်သူနဲ့လွဲမာကိုငရဲကြမှာတဲ့ကြောက်တဲ့ကိုယ်နှလုံးသားဟာရှင်ရက်နဲ့တိတ်ဆုံးရပါပြီကွာ ကိုရဲ့လူချင်းဘလောက်ဝဲဝဲနှလုံးသားချင်းကတော့အမြင်နှိစက်နေမှာပါအမုံးမနှပြန်ဒီမျိုးလေးကနေထွက်သွားတော့မယ်အမုံးဘဝကိုအမုံးအရှုံးမပေးချင်ဘူးအရှုံးမပေးနိုင်ဘူးအမုံးရဲ့လူဘဝဆိုတာနောက်ဆုံးအချိန်ကြီးတမိုးရှိပါတယ်အမုံးရဲ့နောက်ဆုံးပိုင်ဆိုင်ခွင့်ရမယ်တောင်ပေါ်ဒေသကခလေးတွေဘဝလှပဖို့သူတို့လေးတွေအသိမြင်ချင်အောင်လှုပ်ခွင့်ပြုနော်တကယ်ဆိုရင်အမုံးလဲကိုချစ်သူရဲ့ရင်ခွင်ထဲမှာနောက်ဆုံးထွက်တဲ့အထိနေသွားကြတာပါကိုရဲ့ ူမစီမရှိုက်တန်တဲ့တဲ့ကနာကျင်မှုဤကျွတ်ထောတန်လိုလိုကြာရ၏။တွေ့ကြောစိန်လေးရှက်ဖြာ စီးနေသည့်ပားပြင်ပေါ်မှတွေ့ခိုးကြဆင်းလာသောမျက်ရည်စာကိုကျွန်တော်မကြည့်ရဲ။သူမမျက်ရည်စာများကိုကျွန်တော်တုတ်ပေးမည်ပြုစဉ်မတုတ်ပါနဲ့ကိုရဲကိုချစ်သူရင်ခွင်တဲ့ငိုကြွေးရတာတယောက်တည်းငိုကြွေးမှုနဲ့စာရင်အများကြီးกว่าမှာပါကိုရင်ခွင်ထဲမှာအမွန်အားရအောင်ငိုပြရစီနော် အချိန်ကာလ၏တတိပိချက်ကအတိတရာတော်တွင်ဝင်ရောက်လာသောအခါကျွန်တော်ကျိတ်မိတ်မျိုးချထားရသည့်မျက်ရည်ဝန်းနေစားတို့ကအပြင်သို့ရှံကျထွက်လာ၏ကျွန်တော်မတုတ်ချင်ပါမတုတ်ရဲပါမတုတ်ရက်ပါကြာဆင်းနေသောမျက်ရည်စားများကိုမြို့သိပ်ဖုံးကွယ်ထားနိုင်ရင် တောင်းမှမနှက်ဖြန်ကားများကအပွင့်ခုခံလိုက်ရပြီဖြစ်သည့်နှုတ်ကတစိမ့်ပန်းလေးကျွန်တော်တို့ကဲ့သို့တစ်ချက်တလွာစီ ွေလွင့်နေခြင်းဘာမျှတတ်နိုင်မည်မဟုတ်ပါ မင်းတန်ကကျွန်တော်ကိုအကြာကြီးငေးတွေတွေကြည့်နေသည်မှာကြပြီသူ့မျက်နှာကြည့်ုံနဲ့ကျွန်တော်သူ့စိတ်ထဲမှာခြေတော်ချတော်ဖြစ်နေသည်ဆိုတာသတိထားမိသည် ထို့ပြင်မင်းတန်ကျွန်တော်ကိုပြောစရာရှိသည်ဆိုပြီး Lucky Cafe ကိုခေါ်ခဲ့သည်ဆိုင်ထဲရောက်ပြီးကြာနေပြီဖြစ်တော့လေသူကဘာမှမပြောသည်မင်းတန်နင်ကတော့တခုခုပြောချင်နေတယ်မဟုတ်လားအေးမင်းဘယ်လို့မှမထင်နဲ့တော့ငါပြောမယ် မိမိပါဆိုတာတသမိကိုကောင်းစားစေခြင်း ਨੇ သူတို့မျှော်မှန်းတဲ့အတိုင်းဖြစ်စေခြင်း ਨੇ စိတ်ရှိကြတယ်ဆိုတာမင်းလက်ခံလားလက်ခံပါတယ်ကွာမင်းကလည်းပုံပုံလင်းလင်းပြောဆက်မှာမင်းဘာပြောချင်တာလဲမင်းတန်ကကျွန်တော်မျက်နှာကိုမကြည့်မြစ်တစ်ဖက်ကမ်းမှာတောင်တန်းများကိုကြည့်ရင်ခေါင်းကိုဖြင်းချင်းစွာခါ၏ကျွန်တော်ဘယ်လိုမှမဝေခွဲတတ်တော့အေးကွာမင်းလက်ခံနေဆိုမိဘတွေရဲ့စေတနာကိုမင်းသဘောပေါက်မှာပါဒီတစ်ချက်ထားလိုက်တော့ကွာ နောက်တစ်ခုသတင်းတစ်ခုပြောချင်လို့ပါမင်းကြားပြီးပြီလားမင်းတို့ရက်ွက်แท้ကဓာခွက်ကံမှုပြဿနာတက်နေတယ်ကွဖြစ်ပုံကဒီလိုပါသူစီမလာစစ်တဲ့ဆေးစစ်ချက်တွေကိုပတ်ဆံရရင် ဖြစ်ချင်တယ်လို့ဖြစ်စေတယ်ဆိုတာလေမင်းသားမင်းဘာပြောချင်တာလဲကျွန်တော်ဤအမေကိုမင်းသားမဖြစ်ထာယာကထပြီးကျွန်တော်ကိုပြောသည်အတုလောက်တာငါတို့ခေစကားနဲ့ပြောမယ်ဆိုရင် အင်ပေါ့ကွာတချို့အတုတွေက အစ်စ်ထဲသားကြတယ်အင်ထူတာကောင်းတဲ့အချက်တွေရှိတယ်လို့ ကောင်းတာတွေလည်းအများကြီးရှိတယ်ကွအဲ့ဒီဓာတ်ခွဲကမ်းမှုလို့အင်ထုငွေကြေးအတွက်ဦးစားပေးလောက်တာတော့ငလုံးမလမခံဘူးရှင်တယ်ဆက်ဆုပ်တယ်ဆက်ဆုပ်တယ်ဒါပဲကွာငါသွားတော့မယ်ကဘာမကြီးဘယ်လိုအလင်မျိုးနဲ့လင်မြန်စွာလက်ပတ်နေတယ်လဲကျွန်တော်မသိကျွန်တော်စိတ်များရုံးရင်ဆန်ကလက်ပတ်နေကြသည် ရှင်တဲ့တွင်ဒေါသတို့ကအလိတ်လိုက်မိတော်တို့ခုမှချော်ရည်များလို့တော်ဝင်လျက်ကျွန်တော်ကိုကျွန်တော်ဘယ်လိုမှမဆောက်တည်နိုင် အပွင့်ခိုးသွားတဲ့လက်ချောင်းတွေအပွင့်ခိုးသွားတဲ့လက်ချောင်းတွေကျွန်တော်ဘယ်လိုဖြစ်သိမ့်ဒေါသထွက်ရပါမလဲလင်းတော်ဝေးမြင့်ချင်းသာရွှေမြူတေရုပ်ဆောင်မဂ္ဂဇင်းနားဆင်အပိကကြတဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်